ကိုကိုတလအနည်းဆုံး10ပေါင်ချမယ်လို့စိတ်ကူထားတဲ့သူများမဆုစားတဲ့အတိုင်းလိုက်စားလို့ရပါတယ်။ဒါကတော့မဆုရဲ့နေ့လယ်စာပါ။ကယ်လိုရီ300ပဲရှိတဲ့နေ့လယ်စာဖြစ်တယ်။သူကိုယ်တိုင်လည်းတလအတွင်း10ပေါင် challenge လုပ်ထားပါတယ်။အဲ့တော့လိုက်စားလို့ရအောင်လို့မဆုဘက်ကနေမနက်စားတဲ့ပုံစံမျိုးနေ့လယ်စားတဲ့ပုံစံမျိုးတေချလေးတင်ပေးပါမယ်။အဲ့တော့ညဘက်စားတယ်ဆိုလို့ရှိရင်ဒီနေ့လယ်စာအတိုင်းစားလို့ရပါတယ်။ဆွေးဗီဒီယိုကိုအခုမှတွေ့တဲ့သူဆိုလို့ရှိရင်တော့မဆုရေးထားတဲ့ caption အတိုင်း day 1 day 2ကိုတေချအစင်လိုက်လေးကြည့်ပြီးတော့မှစားတော့လို့ရတယ်။ day 1မနက်စား day 1နေ့လယ်စာဆိုမှတေချလေးမဆု YouTube caption လေးတက်ပေးမယ်ဒီတိုင်းလေး like စားပေးပါလို့ပြောချင်တယ်တလားကိုအနည်းဆုံး၁၀ပေါင်ကျစေရမယ်ဒီနေ့နေ့လယ်စားရဲစားတဲ့ပုံစံဒီထမင်းတစ်ပက်ကမှ calorie 300ပဲအပါတဲ့အပြင်ကိုမစို့ကိုအစီနှစကိုလောင်ကျွမ်းပေးဖို့အတွက်ဂျိုလေးစီအစီကြ coffee ပါတော့ဖြစ်ပါတယ်စီချဝေးချတဲ့အချိန်မှာအချိန်တို့အတွင်းနဲ့ရလက်ထိရောက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီဂျိုလေးစီ coffee ပါကိုလို့ရတယ်သူက USA ကုန်ကျစရတဲ့ထုတ်ထားပေးတာမလို့မစို့အာမခံချက်အပြည့်ဝရှိတယ်ဒီလေးချက်ခံမလုံးနိုင်တဲ့သူအစားအသောက်ကိုတေချာလေးကျွမ်းမဆိုင်နိုင်တဲ့သူအစီလောင်ကျွမ်းမှုအားနည်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်လုံးဝကျင်းတဲ့ပေါက်ကုတဲ့အစီက ကြကော်ဖီဖြစ်တယ်။စားတောင်းနဲ့စနေကြချချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းမဆုစားတဲ့အတိုင်းသေချာလိုက်စားပေးပါ။အစီကြဝေးကြဖို့အဓိကတော့ချက်ကအစာအတော့ပဲ။အဲ့တော့အစာအတော့ကိုဘယ်လိုမျိုးပုံစံနဲ့စားရမလဲမသိသေးတဲ့သူများမဆုရဲ့အကောင့်ကို follow ထားပါ။